မမိုးဆန်ဆုံးပြီဆိုတဲ့တရင်ကြောင့်ကျမခင်မုံမျက်နှာအနှဲငယ်ညှိုးသွားခဲ့ပါတယ်။သူလည်းနှစ်ပေါင်းများစွာတန်ရောစဉ်ကြောင့်အနှဲနဲ့များတော့ခံစားရရှာပေမဲ့လို့ကျမနားလည်မိပါတယ်။သို့တော်လည်းနားလည်တယ်လို့နဲ့မနာလိုစိတ်ကလေးကတော့ကပ်ပါလာစမြဲပါပဲ။ခင်မုံတဲ့ရဲ့ပြည့်ရွံ့သွားတဲ့မျက်နှာကိုအလိုမကျသလိုတစ်ချက်ကြည့်မိပြီးမှကိုယ်စိတ်ကိုကိုပြန်လျှော့ချလိုက်ရပါတယ်။မမိုးဆန်ဆိုတာတော့ကျမရဲ့ခင်မုံကိုပြည့်ပြောင်းရဲ့ပထမအိမ်တော်ဖြစ်ပါတယ်။မမိုးဆန်နဲ့73နှစ်တာပေါင်းသိမ့်ပြီးတော့မှစိတ်သဘောထားချင်းမတိုက်ဆိုင်တာကြောင့်ကွာရှင်းခဲ့ကြပါတယ်။ပထမအိမ်တော်နဲ့တားလိတယောက်လည်းရှိပါတယ်။ တားဥရောမမိုးဆန်ခေါ်ယူဆောက်ရှောက်ထားပါတယ်။၎င်းတို့ကွာရှင်းပြီးနှစ်နှစ်ခန့်ကြာမှာတော့ကျမနဲ့အကြောင်းဖန်လာပြီးတော့လက်ထပ်ပြည့်ခဲ့ခြင်းမှာယခုဆိုရင်တော့ကျမနဲ့လက်ထပ်ပေါင်းတဲ့နေရာ၃နှစ်ထဲပင်ရောက်နေခဲ့ပါပြီ။လက်မထက်ခင်ကလေးကသူ့မှာတားတယောက်ရှိတဲ့အကြောင်းပုံမလင်လင်ပြောပြခဲ့သူသူ့ရဲ့အိမ်တော်ကြီးအတွက်စိတ်မထင်ရလျောက်ကျမနဲ့အချင်းချင်းဆွေးနွေးခဲ့ပြီးမှလက်ထပ်ပြည့်ခဲ့ကြတာပါ။သို့တော်လဲကျမကလည်းလောကီသားပဲပဲမို့တခါတရံတော့တန်နေရဖြစ်ပေါ်လာတတ်ပါတယ်ကိုပြစ်ပြောအောင်ကမမိုးဆန်အကြောင်းဘယ်တော့ခါမှထုတ်မပြောတတ်ခြင်းကြောင့် ကျမရဲ့စိတ်ထဲမှာကြာခဏဆိုသလိုတန်လျောက်ဝင်လာရပါတယ်။ကျမကစကားလမ်းကြောင်းဒီကိုပဲစကားလွှဲပြစ်တတ်ပါတယ်။ခင်မုန်းတဲ့ခက်စစိတ်နေရင်တော့ရခင်အိမ်တော်ကိုတရီများရနေသလားမမိုးဆန်အောင်လွှတ်စွနေလားစသဖြင့်အတွေးတွေကကြီးစိုးလာခဲ့ပါတယ်။ဒါပေမဲ့လည်းကိုပြပြောအောင်ကကျမစိတ်ကိုသိနေသည်လားအခြားအကြောင်းအရာကိုလမ်းလွှဲသွားပြီးတော့စိတ်ထဲမှာမြိုသိခဲ့ရသည်ကအခါကားပဲမှာထို့အခါမှာကျမစိတ်ထဲမှာပူပြီးတော့နွမ်းလျက်နေမိတာတော့အမှန်တကယ်ဖြစ်ပါတယ်။တက်ရှိတင်ရှားရှိစဉ်ကပဲအသေးချာသိခွင့်မရတဲ့အရာကိုစုံမပြီးတော့မှသိနိုင်တော့မှာတော့မဟုတ်ပါဘူး။ ခင်မဖြစ်သူရဲ့စိတ်တွေကသူမကိုပို့ပြီးတော့တန်းတနေမှလားထို့သူတွေးလိုက်မြင်ကျမစိတ်မချမ်းသာတော့ပါကျမအတ္တကြီးတယ်လို့ပဲဆိုဆိုယခုအချိန်မှာတော့ကျမရဲ့အိမ်ောင်ဘက်ကကျမပေါ်ရပါပဲအချို့သူတွေကကျမမယငယ်ဆိုတဲ့အကြည့်နဲ့ကြည့်ရှုတတ်ကြပါတယ်မယငယ်နဲ့နောက်အိမ်ောင်မတူကြအောင်တက်တက်ကိုကိုတီးကြတဲ့ပုံလည်းမရကြပါဘူးကိုပြည့်ပြောအောင်ကြွားရှင်းပြီးနှစ်နှစ်ကြာမှကျမနဲ့ဆုံစည်းခဲ့ခြင်းဖြစ်ကြောင်းလွတ်လပ်သူဖြစ်ရကျမလက်ခံခဲ့တဲ့အကြောင်းလူတော်တော်များများကိုလိုက်ရှင်းပြနေရခြင်းကိုလည်းကျမစိတ်ပြည့်ခဲ့မိပါတယ် ခင်မွန်းတဲ့နဲ့မမိုးဆန်အကြောင်းသိရှိထားတဲ့လူရင်းတွေကပိုဆိုးပါတယ်။သူတို့ရဲ့မျက်လုံးထဲမှာကျမကိုမတရီစရာကောင်းနေတယ်လို့လို့ကြည်နေတာတွေကိုမြင်နေရပါတယ်။အဲဒါကြောင့်လဲသူတို့နဲ့မစုံညင်တာကြောင့်ကျမပဲအရင်ရှောင်ထွက်ခဲ့ပါတယ်။ကိုကိုကိုပြည့်ပြောင်ကကားတော့ကိုင်ရဲ့အခန်းထဲကထွက်လာတာကြောင့်မမိုးဆန်စီသွားမယ်မှမပြောဘဲနဲ့ကျမသိနေခဲ့ပါတယ်။ကိုကိုမကြောက်တော့ပြန်လာခဲ့မယ်။ကျမခေါင်းငိမ့်ပြိုင်ုံကလွဲပြီးတော့မတားဆီးလိုက်နိုင်ပါဘူး။ခင်မွန်းနဲ့ထွက်သွားရအောင်ငေးကြည့်နေတဲ့အိမ်တကားလိုက်ပိတ်ရပါတယ်။အချိန်ကတော့ညနေ9:00ခန့်ရှိနေခဲ့ပါပြီ။ ခင်မွန်းတဲ့ဟာအပြန်ကြရဲ့နောက်ကြမှာဖြစ်ပြီးတော့ညစာပင်စားကျင်မှာပြန်စားပါလိမ့်မယ်။အဲ့ဒီအချိန်မှာပဲကျမနှာခေါင်းနဲ့အနံ့တက်တမျိုးရလိုက်မိပါတယ်။ဆေးရုံနဲ့လိုလိုအနံ့မျိုးပါ။အိမ်ထဲမှာလည်းတခါမှပိုးသက်စေးတွေမတုံးမှုပါပဲနဲ့ယခုလိုအနံ့ဘယ်နေရာနေလာနေမှလည်းမသိပါဘူး။အဲ့ဒါကြောင့်မဲ့အနံ့ခံရင်လည်းလိုက်ရှာကြည့်နေမိပါတယ်။ဆေးရုံနဲ့ကအိမ်ပေါ်ထဲမှာပို့ပြီးတော့ပြင်းထန်နေပါတယ်။လီကားကနေပြည့်တက်လိုက်ပြီးတော့တေချာအောင်နှက်ခံကြည့်လိုက်တဲ့အခါမှာတော့ခင်မွန်းတဲ့ရဲ့စာဖတ်ခန်းစီကထွက်လာနေတာကိုအသေးချာခံစားလိုက်မိပါတယ် အရိခန်ဟာလေကားတောက်မှာရှိပြီးတော့ခင်မွန်းတဲ့ကလွဲပြီးတော့ကျမပင်တိတ်မဝင်ရောက်ဖြစ်ပါအောင်အခန်းတကားလက်ကင်ကိုလှည့်ပြီးတော့ဖြွင့်ကြည့်လိုက်ပါတယ်လော့ပိတ်ထားတာကြောင့်အခန်းတော့သွားယူမယ်ဆိုပြီးတော့ပြန်လဲဖို့လုပ်လိုက်တဲ့အချိန်မှာပဲရှက်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 နဲ့အခန်းထဲကစောက်တွေလန့်လွန်နေတဲ့အတန်ကိုနားနဲ့ဆက်ဆက်ကြားလိုက်ရပါတယ်ယခုအိမ်ကြီးမှာကျမနဲ့ခင်မွန်းတဲ့နှစ်ယောက်ထဲသာနေထိုင်ရသည်ဖြစ်ရာကျမတို့မှာတာသမီလည်းမရှိပါဘူးအိမ်မွေးတိရစ္ဆာန်လည်းမရှိပါဘူးအိမ်ကူလည်းမရှိပါဘူးမိဘတွေပင်လာရောက်နေထိုင်ခြင်းမရှိပါဘူး ဲ့ဒါကိုဒီခန်းထဲမှာစာရွက်တွေတဖြည်းဖြည်းနဲ့လန့်နေတဲ့အတန်းမြေကဲ့သို့ထွက်ပေါ်နေရလဲစဉ်းစားမရတော့ပါဘူး။ကျမကောင်းနေရတခိုးများလားဆိုတဲ့အတိအကျောင်းခြေတန်လုံလုံနဲ့အိမ်ရောက်ဘက်ကိုအမြန်ပြေးဆင်းလာပြီးတော့အခန်းတော့ယူလာခဲ့လိုက်ပါတယ်။အခန်းတော့နဲ့အတူလူရမယ်ရခေါက်ရိုက်တံကိုပါယူလာခဲ့ပါတယ်။အခန်းနဲ့နီးလာလေးစေးရုံနဲ့ပို့ပြီးတော့ရလာလေးပါ။တော့လဲဖွင့်ပြီးတော့တကားကိုအမြန်ဖွင့်ကြည့်လိုက်ပါတယ်။ကျမခြေထောက်နာကိုစပွဲပေါ်ကစာအုပ်တော့ဟာပြုတ်ကျလာခဲ့ပါတယ်။အဟောစွာပဲအခန်းထဲမှာတက်ရှိတစုံတရာမရှိပါပဲစာအုပ်စင်ရစာအုပ်တွေကပြန့်ကျဲနေခဲ့ပါတယ် 6နာကြာနေတဲ့စာအုပ်ကိုကျွန်မကောက်ကွန်လိုက်တဲ့အခါမှာတော့အချစ်ဝိတုစာအုပ်လေးဖြစ်နေပါတယ်။အဲဒီစာအုပ်ကိုဖွင့်ကြည့်လိုက်မိပါတယ်။စာအုပ်ကြားထဲမှာဓာတ်ပုံလေးတစ်ပုံပါ။ဓာတ်ပုံထဲမှာတော့မမမိုးမိုးဆန်အဲအင်ကြီးအဖြူအောင်လေးဝတ်ထားပြီးတော့ရေမောနေပါတယ်။ဓာတ်ပုံရဲ့ကြောဘက်ကိုကြည့်လိုက်တဲ့အခါရက်ဆွဲတစ်ခုကိုမညီမညာတဲ့လက်ရည်တွေနဲ့ရေးသားထားပါတယ်။14ရက်17လ1980ဆိုတဲ့ဒိတ်ပင်ဖြစ်ပါတယ်။ရက်ဆွဲရဲ့အောက်မှာတော့မမေ့နဲ့လို့လည်းရေးသားထားပါတယ်။ကျမလည်းစာဖတ်ခန်းကိုဝင်ရောက်ခဲ့ခြင်းကိုခင်မွန်းတယ်ကိုမသိရှိစေလိုပါဘူး။ အဲ့ဒါနဲ့ပဲစာအုပ်စင်တွေကပြုတ်ကျနေတဲ့စာအုပ်တွေကိုစီစီပြန်ထည့်လိုက်ပါတယ်အခန်းတကားပြန်ပိတ်လိုက်တဲ့အခါမှာတော့ထူးဆန်းစွာပဲဆေးုံနံပျောက်ကွယ်သွားခဲ့ပါတယ်မမိုးဆန်ရဲ့ဓာတ်ပုံလေးကိုယူလာလိုက်ပြီးတော့ကျမဖွက်ထားလိုက်မိပါတယ်ကျမအတွေ့ထဲမှာလူမရှိပဲစာအုပ်တွေပြုတ်ကျနေခြင်းစာရွက်လန်တန်တွေကျနေရခြင်းတွေကိုပြန်ပြီးတော့တွေးနေမိပါတယ်တရေများချောက်နေသလားဆိုပြီးတော့စဉ်းစားမိတဲ့အခါမှာခေါင်းနှပန်းတွေကြီးလာတယ်လို့ဖြစ်လာရပါတယ်ချက်သိန်းတွေကလည်းတဖြည်းဖြည်းထလာတယ်လို့ခံစားမိတာကြောင့်အဲ့ဒီအဖြစ်အပျက်ကိုမေ့ဖြောက်ကမိဖို့ကန်တဲ့ကိုဝင်ပြီးတော့ခောက်ဆွဲပြုတ်နေလိုက်ပါတယ် ခါဆွဲပြုတ်ပြီးလို့ပကံကိုလင်မန်းတဲ့ထက်က TV ရှေ့ကိုယူလာလိုက်ပါတယ်။ DVD ဆက်တဲ့ကကိုရီးယားဇက်လန်နွဲကွေကိုထည့်ပြီးတော့ဖြွင့်ကြည့်နေမိပါတယ်။ခါဆွဲပြုတ်လင်မန်းလေးကိုဘေးမှာခြားထားလိုက်ပါတယ်။ဇလန်ကဆွဲဆောင်လို့ခေါ်သွားတာကြောင့်ခါဆွဲပြုတ်စားဖို့တောင်ကျမမေ့နေခဲ့ပါတယ်။ကျမရဲ့လက်ကခါဆွဲပကံရှိ2ကိုလက်လန်းလိုက်တဲ့အချိန်မျက်နှာက TV ကိုသာငင်းနေမိပါတယ်။ကျမခါဆွဲစားရန်2ကိုကင်လိုက်ပေမဲ့လည်း2မဟုတ်တဲ့အေးဆက်ဆက်အရာတစ်ခုကိုဖမ်းဆုပ်လိုက်မိပါတယ်။အလွန်ထိတ်လန့်သွားတာကြောင့်လှည့်ကြည့်လိုက်တဲ့အခါမှာတော့မမိုးဆန်ကသွေးဆုပ်ဖြူရော့နေတဲ့မျက်နှာနဲ့ ကျမဘေးမှာထိုင်နေတာကိုတွေ့လိုက်ရပါတယ်။ကျမနှလုံးသွေးတွေစူပတ်သွားပြီးတော့တစ်ခုလုံးတုံရင်လာပြီးတော့လေချောင်းကအတန်ပင်ထွက်မလာတော့ပါဘူး။ကြောက်ရွံ့လွန်းတာကြောင့်ထိုင်နေရကနေထပြီးတော့ပြေးဖို့လုပ်ပေမဲ့အဲ့ဒီနေရာကနေတလန်းမှရွှေ့လို့မရခဲ့ပါဘူး။ခေါက်ဆွဲပကံမင်းကြောက်လန့်တကြနဲ့တွန်းထုတ်မိပါတယ်။ကော်စောပေါ်မှာလည်းခေါက်ဆွဲပြုတ်ရည်တွေကပေးကြံကုန်ပါတယ်။မမိုးဆန်ကကျမကိုစူးစိုက်ပြီးတော့ကြည့်နေပါတယ်။ကျမတကူလုံးကလည်းချွေးစည်းတွေပြန်နေပြီးတော့သူမကိုကြည့်နေမိပါတယ်။သူမတစုံတစ်ခုကိုပြောနေသလိုပါပဲ။ကျမကောင်းစွာတော့မကြရပါဘူး။ သူမအဲ့ဒီစကားကိုသာထက်ခါထက်ခါပြောနေတာကြောင့်တေချာစွာနားထောင်ကြည့်မိတဲ့အခါမှာတော့တွာတွာတွာသူခါကြမှာကျမအားကုန်သုံးပြီးတော့အော်ဟစ်ပြစ်လိုက်မိပါတော့တယ်။မိမကျေလွန်စွာအော်ဟစ်မိတယ်တော့မသိပါဘူး။မျက်စိစုံမိတ်ကအော်နေနဲ့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမမိုးဆန်ရှိမနေတော့ပါဘူး။ကျမထိုနေရာကနေကမန်းကန်းထထွက်လာပြီးတော့ကားတော့နဲ့မမိုးဆန်တဲ့ဘုံကိုယူကအိမ်ထဲကနေထွက်လာခဲ့လိုက်ပါတယ်။ခြံတကားပိတ်ဖို့ပဲမစင်းစားနိုင်တော့ပါဘူး။ကားကိုအမြန်မောင်းထွက်လာခဲ့မိပါတယ်။ ကိုပြည့်ဖြူအောင်ရဲ့ဖုန်းကိုခေါ်ပေးမယ်လေဖုန်းမကင်တာကြောင့်မတ်မိုးဆန်အာတုပတ်ကိုလိုက်သွားရင်ဆုံးဖြတ်လိုက်ပါတော့တယ်ကျမနဲ့မတ်မိုးဆန်ကအပြစ်မှာတစ်ခါသာဆုံးတွေ့ဘူးပါတယ်ကျမတို့ကြမှာပထမအိမ်တော်ဒုတိယအိမ်တော်ဆိုတဲ့ကွာခြားချက်ကလွဲပြီးတော့မြည်သည့်ညိုတေးမှရှိမနေခဲ့ပါဘူးစကားပဲနှစ်ခွန်းသုံးခွန်းသာပြောဘူးပါတယ်ဤဒီကိုအဘယ်အကြောင်းကြောင့်ကြောင့်ကျမထံလာရောက်ပြီးတော့၆လန့်နေရတာပါလဲကျမစဉ်းစားလို့လည်းရမနေပါဘူးခင်မွန်းတဲ့ထံကိုလာရောက်ချင်းလို့အဲ့ဒါဆိုလို့ရှိရင်လေခင်မွန်းတဲ့ထွက်သွားပြီးမှကျမကိုဘာကြောင့်၆လန့်နေရလဲ ကျမမှာအတွေ့အကြုံများစွာနဲ့မမိုးဆန်အိမ်ကိုရောက်လာခဲ့ရပါတယ်။အိမ်ရှိမှာတော့ခင်မုန်းတဲ့ကားကိုရှာကြည့်ပါသေးတယ်။ဒါပေမဲ့လည်းရှာလို့မတွေ့ပါဘူး။မမိုးဆန်အိမ်ထဲကိုခက်တိတိပဲဝင်လာခဲ့လိုက်ပါတယ်။ညဝတ်အင်ကြီးဘူဒီဘက်ဒီနဲ့ချွေးတလုံးလုံးဖြစ်နေတဲ့ကျမကိုမမိုးဆန်ဘက်ကအတိုင်းဝိုင်းဆွေမျိုးမိတ်ဆွေတွေကဝိုင်းကြည့်နေကြပါတယ်။ကျမကစိတ်ကိုတင်းပြီးတော့ကိုပြစ်ဖြူအောင်ဝင်ပြန်သွားတာကြပြီ။ရှင်ခင်မုန်းတဲ့ပြန်သွားပြီလို့ဆိုရင်တော့ဒီနေရာမှာကျမဘယ်လိုဆက်ပြီးတော့ထိုင်နေရမှမသိတော့ပါဘူး။သို့တော်လည်းမမိုးဆန်ရဲ့ရုပ်လောင်းကိုတော့ကြည့်ကျင်မိပါတယ်။ အလောင်းစင်မှန်နာကိုသွားကမမိုးဆန်ကိုငုံကြည့်လိုက်မိပါတယ်။ကျမအာကောင်းမင်း၆ကတ်လာခဲ့ရပါတယ်။သူမယခုဝစ်စင်လာတဲ့အဝတ်နဲ့ခုနကကျမနဝေးမှာထိုင်နေတာပဲမဟုတ်ပါလား။မမိုးဆန်ကဘာယောဂါနဲ့ဆုံးတာလဲရှင်။သူတို့ရင်ကလူတွေကပြောပြချင်မှုမရပါဘူး။မမိုးဆန်ရဲ့အတော်ကကျမနားကိုကပ်ပြီးတော့ခတ်တူတူပြောပါတယ်။ရီချိုးကန်ထဲမှာအသက်မဲ့နေရတွေ့ရပဲ။ဘလို့ဘာဖြစ်လို့လဲ။တေချာမသိရသေးဘူးအမှုတော့ဖွင့်လာတယ်။အသက်ခံရတာလား။အလောင်းကိုအိမ်မြန်တယ်လာကြလား။ကျမသိကျင်တာတွေကိုဒရဇက်မင်းနေမိပါတယ်။ အသက်ခံရတဲ့လက္ခဏာတွေ့ရလို့တော့ပြောတယ်စုံစမ်းနေကြတော့မှပဲအလောင်းကိုရင်ခွဲယုံကနေအိမ်မြတ်တဲလာတာဖြိုးသူရာလေးကိုသူ့မိရဲ့နောက်ဆုံးချိန်ကိုကြောက်လို့ရအောင်လို့ပါ။အော်တားဖြစ်သူကစင်ကာပူမှာကြောင်းတက်နေတာကြောင့်နောက်ဆုံးချိန်မိအောင်ဆောင်ပေးနေကြခြင်းလည်းဖြစ်ပါတယ်။ကျမလည်းစင်မကောင်းကြောင်းပြောပြီးတော့ပြန်လာပေမဲ့လည်းထိုအိမ်ကလူတွေကကျမကိုကြည်ကတီရိုတီရိုနဲ့အတင်းပြောနေကြတဲ့ဟန်ရှိပါတယ်။ကျမကလည်းမမြင်ကြအောင်ဆောင်လိုက်ပြီးတော့ထွက်လာခဲ့လိုက်ပါတယ်။ကားဆက်နိုးရင်လည်းခင်မုန်းတဲ့ကိုဖုန်းထပ်ခေါ်ကြည့်ပါတယ်။ဖုန်းတော့မကင်တော့ပါဘူး။ကျမအိမ်ကိုပြန်ကြောက်ရွံ့နေမိပါတယ်။ တို့ပဲမဲ့လည်းမပြန်လို့လည်းမဖြစ်ပြန်ပါဘူး။အတင်းကအိမ်ကိုပဲပြန်မောင်းလာခဲ့လိုက်ပါတယ်။ကားပေါ်ရောက်တဲ့အခါမှာတော့အနက်နေထက်ရနေပြန်ပါတယ်။ယခုကပုတ်ရဲ့အနက်မှာကြောရိုးထဲမှာစိတ်နေအောင်အေးခဲလာတယ်လို့ခံစားလိုက်ရပါတယ်။နောက်ကြည့်မှန်ကနေကားနောက်ခန်းစီကိုမဝတ်မယဲနဲ့လမ်းကြည့်မိပါတယ်။ကားပေါ်မှာတော့မြည်သည့်အရာမှမတွေ့ရပါဘူး။တို့ပဲမဲ့လည်းပုတ်ရဲ့အနက်ကအိမ်ထိကိုလိုက်ပါလာခဲ့ပါတယ်။အိမ်ကိုရောက်တဲ့အခါမှာတော့ခင်မွန်းတဲ့ရဲ့ကားရက်ထားတာကိုတွေ့ရတာကြောင့်ဝမ်းသာသွားမိပါတော့တယ်။အဲ့ဒါနဲ့ပဲအိမ်ထဲကိုဝင်လိုက်ပြီးတော့ကူ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  ကျမကတကြောကြောအော်ခေါ်နေစီမှာအိမ်တကာအနောက်ဘက်ကနေပိတ်သွားခဲ့ပါတယ်ကျမလဲကြည့်လိုက်တဲ့အခါမှာတော့ခင်မွန်းတယ်ကအိမ်တကာကိုပိတ်လိုက်တာကိုတွေ့လိုက်ရပါတယ်ကုကုတဲလီတယောက်တည်းမနေရဲလို့မင်းကောချက်ကင်လိုက်နေရဘလောက်ကြာနေလဲဟာကုကုဘာကြီးပြောနေရလဲငါ့မယုံမကြည်ဖြစ်ပြီးတော့တိတ်တိတ်လေးလိုက်ပြီးတော့စုံစမ်းနေရမဟုတ်ဘူးလားကဲပြောစမ်းပါအခုဘာကြီးသိခဲ့ရလဲတဲရဘာကြီးသိရမှာလဲကုကုရဲ့ခုနကတော့တဲရဲ၆လို့ဓာတ်ပုံပဲမှာလဲခင်မွန်းတယ်ရဲ့ပုံတရာအေးဆက်ဆက်နိုင်ပြီးတော့ကြောက်စရာကောင်းနေပါတယ် ကျွန်မစာဖတ်ခန်းထဲကိုဝင်ပြီးတော့ဓာတ်ပုံယူလာခြင်းကိုမြေကဲ့သို့တည်သွားရတာလေဓာတ်ပုံဘမလဲလို့ငါမေးနေလေကျွန်မကလည်းအချိုးပြောင်းနေတဲ့ခင်မွန်းတဲ့ကိုအရေးအကဲကြည့်ရင်လည်းအင်ကြီးအိတ်ကတ်ထဲကမမိုးဆန်တဲ့ဓာတ်ပုံလေးကိုထုတ်ပေးလိုက်ပါတယ်ခင်မွန်းတဲ့ကဓာတ်ပုံကိုယူလိုက်ပြီးတော့ရည်နေပါတယ်ကျွန်မစိတ်ထဲမှာအမျိုးမြင်မသိတဲ့တစုံတရာကိုခံစားနေရကရည်နေရလဲတရိတ်တွေနဲ့ခုံနေပါတယ်ကုကုစာဖတ်ခန်းထဲကိုတဲတမင်ဝင်တာမဟုတ်ပါဘူးစာအုပ်တွေပြုတ်ကျတဲ့ကြားလို့နေပါရထက်တည်ထားသေးလေဘာလို့လဲကုကုရဲ့ကျမတကယ်ဘာမှနားမလဲပါဘူး ခင်မွန်းတဲ့ဖြစ်သူကဘာတွေပြောနေမှလည်းမသိပါနေလဲမိုးဆန်နောက်ကိုလိုက်သွားခြင်းရောက်ပြီထင်တယ်သူ့ရဲ့အတန်အား၆ကကရှာတတဖြစ်နေပြီးတော့အလွန်ပင်ထိတ်လန့်မွယ်ကောင်းနေပါတယ်နေရင်သိခြင်းနေရလေငါနဲ့မိုးဆန်ဘာလို့ကွာရှင်းလဲဆိုတာအခုငါသားဆိုတာလဲငါကလေးမဟုတ်ဘူးကွာသူဘိုက်တလုံးနဲ့ဒုက္ခရောက်နေတဲ့အချိန်တုန်းကသူ့ဖေကငါ့ကိုလဲချိုးထန်းခိုင်းနေတာငါတိတ်ဆိတ်ကျဉ်ကျက်လွန်းလွန်းမရမကကွဲခဲ့တယ်ကွာရှင်းပြီးနေနဲ့ယူပြီးမှငါသိခဲ့တာသူ့ဖေကသူ့အတွက်ရွှေချောင်းတွေတော်တော်များများထားခဲ့တယ်ဆိုတာပဲ तू ကထားခဲ့တဲ့နေရာသိတယ် ဒါပေမဲ့မီဂန်ဒေတာရဲ့ password ကတော့ရှိမနေဘူးသူ့ဖေကနှလုံးဖောက်ပြီးဆုံးသွားပြီသူ့စီရရတာဆိုလို့မိုးဆန်ရဲ့ဓာတ်ပုံတစ်ပုံပဲရှိတယ်ငါနှစ်တည်းအကြာကြီးပဲသူများကလေးအဖေအနေနဲ့နေပေးခဲ့ရတာတွေငါဘာပြန်ရလဲကိုပြည့်ဖြိုးအောင်ကတည်ရဲ့တစ်ပတ်စီးနေတယ်လို့ကြောက်မက်ဖွယ်ကောင်းနေပါတယ်သူ့ရဲ့အတန်ဟာဒေါသတွေနဲ့အလိုရမက်တွေဖုံးလွှမ်းနေပါတယ်အဲဒါကြောင့်ပဲဟိုညကငါမိုးဆန်စီကိုသွားတယ်အိမ်မှာဘယ်သူမှမရှိတဲ့ချိန်သွားတာသူကငါ့ကိုမီဂန်ဒေတာရဲ့နံပါတ်မပေးဘူးငါချော့ပြောပြီးတော့တောင်းတယ်မရဘူး အဲ့ဒါနဲ့ပဲငါခြောက်ပြီးတော့ရေချိုးကန်းထဲမှာခေါင်းနဲ့ထားနည်းနည်းကြာသွားတယ်ရှင်ရှင်လူသက်သမားပဲအေးမင်းပါဇက်ကိုပိတ်ထားမလားငါပိတ်ပေးရမလားအဲ့လိုမျိုးကြမ်းမဖွဲ့ကောင်းအောင်ပြောနေပြီးတော့မှပဲသူ့ရဲ့အတန်ဟာပြန်လဲပြော့ပြောင်းသွားပြန်ပါတယ်။သဲကိုကိုပြောတာနားတော့ဒီရွှေချောင်းနေရလို့ရှင်ကိုကိုတို့ဘာလို့မှလုံနေစရာမလိုတော့ဘူးကွာ။အေးစစ်စစ်နေုံပဲ။သဲလဲကိုကိုဝိုင်းကူပြီးတော့ရှာပေးပါနော်သဲ။ခင်မုန်းတဲ့ကကျမကိုအပြော့ဆွဲဆွဲနေပါပြီ စသုံးနှစ်တာပေါင်းသိမ်းလာတဲ့မိမကိုတော့တက်ပစ်လိုက်တယ်ဆိုရင်သုံးနှစ်တာရှိသေးတဲ့ကျမတို့အိမ်ောင်ကြီးကိုလည်းအစာဖြောက်ပြစ်နိုင်ပါတယ်။ကျမချွေးစည်းတွေပြန်လာပြီးတော့မြေကဲသို့လောက်ရမယ်ကိုစဉ်းစားလို့မရတော့ပါဘူး။တဲ။တဲကမိုးစံအေကိုဝင်ထွက်ပြီးတော့စုံစမ်းပြီးကွာနော်။မိုးစံတေးတာလူတက်မှုဆိုပြီးတော့အရန်စစ်စင်းနေလို့ကိုကိုသွားလို့မဖြစ်လို့ပါတဲ။ခင်မွန်းတဲ့ကကျမကိုချစ်ခင်၍အလျှော့ပေးနေခြင်းတော့မဟုတ်ပါဘူး။လူတက်တရားခံအဖြစ်ဖမ်းမိသွားမှစိုးရိမ်တာကြောင့်ကျမကိုအတုံးချနေခြင်းဖြစ်ပါတယ်။အဲဒီချိန်မှာပဲဝုန်းဆိုပြီးတော့ကျမတို့အခန်းကရုတ်တရက်ပွင့်သွားခဲ့ပါတယ်။ ကိုဖြိုးပြည့်အောင်နဲ့ကျမတို့ကထိတ်လန့်စွာအခန်းထဲကိုလက်ကြည့်လိုက်မိပါတယ်အခန်းထဲကပုတ်ရဲ့အနတ်သက်အပြင်းထန်စွာထွက်ရှိလာပါတယ်ကျမတို့လည်းခြေလန်းကိုဖြည်းဖြည်းချင်းလှမ်းပြီးတော့အခန်းထဲကိုကြည့်လိုက်ပါတယ်အခန်းမျက်နှာကျက်ပေါ်မှာဇောက်ထိုးကြီးနဲ့ကျမတို့နှစ်ယောက်ကိုကြည့်နေတဲ့မမိုးဆန်ကိုတွေ့လိုက်ရပါတယ်ကျမကကြောက်လန့်လွန်းတာကြောင့်ဒူးနှစ်ဖက်ပင်ပျော့ခွေကျသွားခဲ့ပါတယ်ခင်မိုးဖြစ်သူကတော့ဒေါသတကြီးနဲ့တွေ့ရပစ္စည်းတွေနဲ့အခန်းမျက်နှာကျက်ကိုကောက်ပစ်နေပါတယ်ကျမကလည်းတုံရင်နေတဲ့ခြေစုံကိုအားတင်းကအိမ်ထဲကနေထွက်ပြေးလာရင်လည်းဖုန်းခေါ်လိုက်ပါတယ်ဟယ်လိုရေစခန်းကလားမသိဘူးရှင် မမိုးဆက်လူတက်မှုသတင်းလေးပေးခြင်းလိုပါတတ်တဲ့သူကကိုဖြစ်ပြောအာအာအာခင်မုန်းတယ်ကဖုန်းကိုလမ်းယူလိုက်ပြီးတော့ကျမရဲ့စပယ်ကိုစောင့်ဆွဲကအိမ်ထဲကိုဆွဲခေါ်သွားခဲ့ပါတယ်ကျမမယုံနိုင်မနဲ့ပါသွားခဲ့ရပါတယ်ကျမရဲ့မျက်နှာကိုလက်သီးနဲ့သုံးလေးချက်လောက်ဆင်ထိုးလာပါတယ်ကျမလုံးဝမလှုပ်ရှားနိုင်တော့ပါဘူးကျမ်းမြေပေါ်မှာမျက်မျော့လေးသာလဲကျနေပါတယ်ကျမရဲ့မျက်လုံးထဲမှာဝူရဝပုံရိပ်တွေကတိုးဝင်လာခဲ့ပါတယ်မမိုးဆက်ကကိုပြပြောင်းရဲ့နောက်ကျောဘက်ကိုခုံတက်ကပခုံးကိုတက်ခွာထားပါတယ်အဲဒီနောက်မှာတော့သူမရဲ့လက်နှစ်ဖက်နဲ့ဂျိုခနဲ့ဇက်ကိုချိုးပစ်လိုက်ပါတယ် ထုံမြင့်ဝင်ပြီးမှတော့ကျမလည်းလောကကြီးနဲ့အဆက်အသွယ်ပြတ်သွားခဲ့ပါတော့တယ်။ကျမသတိရလာတဲ့အခါမှာဆေးရုံပေါ်မှာဖြစ်ပါတယ်။ကျမသတိရပြီးအမှုအတွက်စစ်ဆေးခံရပါတယ်။ကျမပြောပြတာတွေကိုယုံကြည်ကြမှာတော့မဟုတ်ပါဘူး။ဒါပေမဲ့လည်းကျမအမှန်တိုင်းသာပြောပြနေခဲ့ပါတယ်။အမှုစစ်များကတော့ကိုပြပြောအောင်ကကျမကိုရိုက်နှက်ပြီးတော့ကျမလဲကျနေချိန်လောက်မှာသူကလည်းအုတ်ခုံလေကားပေါ်မှာခြေချော်ကြပြီးတော့ဇက်ကျိုးပြီးတေဆုံးနေဆိုပြီးတော့ပဲကောက်ချက်ချကြပါတယ်။ကိုပြပြောအောင်မမိုးဆန်ကကျမရဲ့ဘေးမှာပဲဇက်ချိုးလိုက်တာကိုတွေ့မြင်ခဲ့ပေမဲ့လည်း ကိုပြပြောအောင်ရဲ့အလောင်းကိုတော့အိမ်နောက်ဖေးဘက်လေကားမှာတွေးရှိခဲ့ရတယ်လို့ဆိုကြပါတယ်။ကျွန်မလည်းဒူလောဒူလောနဲ့စဉ်းစားလို့မရခဲ့ပါဘူး။အဲ့ဒီညကကျွန်မအိမ်မက်မက်ခဲ့ပါတယ်။မမိုးဆန်ကကျွန်မထံကိုလာခဲ့ပြီးတော့ညီမလေးဓာတ်ပုံနောက်ကရက်ဆွဲလေးကိုဓာတ်ပုံထည့်ထားတဲ့စာအုပ်လေးနဲ့တိုက်ကြည့်ပါနော်။အမအတွက်လည်းအလူလေးလုပ်ပေးပါ။ညီမလည်းတချို့တဝက်ကိုယူပါ။တားလေးကိုလည်းပေးပေးပါညီမရဲ့။သူမှကျွန်မကိုယုံကြည်လို့လာတော့မသိပါဘူး။သူ့ဖခင်မဆုံးမခင်ကကိုပြပြောအောင်မယုံမကြည်ဖြစ်မိတာကြောင့်လိုအပ်နံပါတ်ကိုဝတ်ထားခဲ့ခြင်းဖြစ်ပါလိမ့်မယ်။ ံမကောင်းစွာနဲ့ပဲနှလုံးဖောက်ပြီးတော့ဆုံးမကန်ဒီမှာတော့အဲ့ဒီဝိထုစာအုပ်လေးကိုသာတောင်းနေတာကြောင့်ကိုပြစ်ဖြိုးအောင်ကရိတ်မိပြီးတော့ယူထားခဲ့ခြင်းဖြစ်ပါတယ်။မမိုးဆန်ကတော့ဖွင့်မရတဲ့မီကန်ဒေတာကြီးကိုသာထိုင်ကြည့်နေခဲ့ရပါတယ်။မီကန်ဒေတာဖွင့်နိုင်သူများကိုအကူအညီတောင်းမိမယ်လဲဘလို့မှဖွင့်လို့မရခဲ့ပါဘူး။ထို့ကြောင့်ပဲလိုအပ်နံပါတ်ကိုရှာဖွေကြရပါတော့တယ်။ကျမအင်ကိုပြန်ရောက်တဲ့အခါမှာတော့စာပကန်းကဝိထုစာအုပ်ကိုရှာကြည့်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဓာတ်ပုံနောက်ကျောမှာရေးထားတဲ့အတိုင်းစာမျက်နှာတွေကိုဖွင့်လိုက်ပါတယ်။၁၄၁၀၈၀ဖြစ်တာကြောင့်စာမျက်နှာ၁၄ကိုဖွင့်ကြည့်လိုက်ပါတယ်။ စပယ်24ဝင်းဆိုတဲ့စာကြောင်းမှာ24ကိုမြင်တားထားပါတယ်တဖန်စာမျက်နှာ17ကိုဖွင့်ကြည့်လိုက်ပါတယ်ငားလေးတွေဆိုတဲ့နေရာမှာငားလေးကိုမြင်တားထားပြန်ပါတယ်စာမျက်နှာ80ကိုလန်လောကြည့်တဲ့အခါမှာတော့17နာရီကိုမြင်တားထားပါတယ်အဲ့ဒီကဏ္ဍလေးကိုစီလိုက်တဲ့အခါမှာ245411ဆိုတဲ့နံပါတ်ကိုရရှိလာခဲ့ပါတယ်နံပါတ်တွေကိုမှတ်ယူပြီးတော့မမိုးဆန်ရဲ့သားကိုတွတ်တွေ့ဆုံကရှင်းပြပြောဆိုခဲ့ပါတယ်မမိုးဆန်ရဲ့သားလေးကလည်းသဘောတူတာကြောင့်မိခင်တက်တာကိုဖွင့်ကြည့်တဲ့အခါမှာတော့ဖွင့်လို့ရသွားခဲ့ပါတော့တယ် တိတားထဲမှာရွှေချောင်းအချို့နဲ့အတူလက်ဝတ်ရတနာတွေကိုပါတွေ့ရပါတယ်မမိုးဆန်အတွက်အလူဌာနတွေပြုလုပ်ပေးပါဆိုပြီးမှာခဲ့ကကျမပြန်လာခဲ့လိုက်ပါတယ်သူတို့ဘာရဲ့ပစ္စည်းကိုတတ်မှတ်မိခြင်းမျိုးမဖြစ်အောင်လဲကျမစူးစမ်းထိန်းသိမ်းနိုင်ခဲ့ပါတယ်မမိုးဆန်ကတော့အိမ်မက်ထဲမှာကျမကိုလာပြီးတော့နှုတ်ဆက်သွားပြန်ပါတယ်ကျမနဲ့မမိုးဆန်ကပထမအိမ်တော်ဒုတိယအိမ်တော်ဖြစ်လင့်ကစားအမုံတရားတွေတော့မရှိခဲ့ပါဘူးအမုံတရားဟူသည်ကကိုကိုယ်တိုင်ရှာဖွေနေကြခြင်းလို့ပဲကျမထင်မြင်မိပါတယ်မုံတိမှုများမရှိလေစိတ်ရဲ့ငြိမ်းချမ်းခြင်းကိုရရှိလေ အလိုရမတ်တွေယော့နေလေစိတ်ရဲ့ချမ်းသာခြင်းပြည့်စုံလေပဲမဟုတ်ပါလားယခုချိန်မှာတော့ကျမဟာတန်ဝေကတရားတွေရပြီးတော့အရာရာကိုလည်းနားလည်ပေးတဲ့သူဖြစ်နေခဲ့ပါပြီအများသူကမဲရွယ်ပြီးတော့ဒုတိယဇနီးလို့ပြောဆိုစေကမူကျမနဲ့မမိုးဆန်အတွက်တရားမှုမရှိနိုင်တော့ပါဘူးကျမဟာဒုတိယဇနီးတယ်ပါဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျာဇလန်လေးကိုဆွမ်းရည်လိုက်ပါနားဆင်ပေးခဲ့ကြလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းဂါရဝပြုရဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်